လာပါညီကိုမောင်နှမတို့ဒီနေ့မနေ့မှာတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာအတ္တတာတိုးတက်ဖို့အတွက်အလွန်အရေးပါတဲ့ခေါင်းစဉ်တစ်ခုကိုဝင်ငှသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ဖျားသခင်ကိုယ်တိုင်ကျွန်တော်တို့ကိုတွင်တင်ခြင်းအကြောင်းဖြစ်ပါတယ်။ကျွန်တော်မိခွန်းလေးတစ်ခုမေးပါရစေ။ဖျားသခင်အကြောင်းသိတာနဲ့ဖျားသခင်ကိုသိကျွမ်းတာဘာကွာခြားတယ်လဲ။ တချို့လူတွေကဘုရားသခင်ရဲ့အကြောင်းစာအုပ်တွေအများကြီးဖတ်ထားကြတယ်။ကျမ်းစာအချက်အလက်တွေသိကြတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့အတန်ကိုမကြားဘူးကြဘူး။ဘုရားသခင်နဲ့ယဉ်နီမှုမရှိကြဘူး။ခရိယအတ္တတာဆိုတာလူအတွေးခေါ်ပညာရက်တစ်ခုမဟုတ်ပါဘူး။အသက်ရှင်သောယုံကြည်ခြင်းဖြစ်ပါတယ်။ဒီယုံကြည်ခြင်းလမ်းခီးမှာရှောက်လန်းတက်ဖို့အတွက်ကျွန်တော်တို့မှာကိုပိုင်နီးပြဆရာတပါးရှိပါတယ်။အဲ့ဒီဆရာကတော့တန်ရှင်သောဝိညာဉ်တော်ပဲဖြစ်ပါတယ်။ ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်29မှာပြောထားပါတယ်ထိုဗိတ်တိတ်တရားသည်အရာရာကိုတင်တို့အားတွင်တင်သောကြောင့်အဘယ်သူမျှတင်တို့ကိုတွင်တင်စရာအကြောင်းမရှိဒီနေ့မှာလူညံနဲ့တိတာမဟုတ်ပဲဝိညာဉ်တော်တွင်တင်ခြင်းအဖြစ်တိမြင်ခြင်းအကြောင်းကိုအချက်၃ချက်နဲ့ဝင်ကသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့သိထားရမှာကဘုရားသခင်ရဲ့အရာတွေဟာလူညံတက်တက်နဲ့လေ့လာလို့မရပါဘူး ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး16မှာသခင်ယေရှုကငါ့ကိုအဘယ်သူဖြစ်သည်ဟုဆိုကြသည်နီလို့ မေးတဲ့အခါပေတရုကကိုရောတီခရစ်တော်ဖြစ်တော်မူသည်လို့ဖြေခဲ့ပါတယ်။တခင်ယေရှုကဘာပြန်ပြောသလဲ။အသွေးအသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ်။ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်သည်ဖော်ပြတော်မူသည်။ပေတရုတိလိုက်တာဟာစာဖတ်ပြီးတိတာမဟုတ်ဘူး။ကျောင်းသင်ခန်းစာကရတာမဟုတ်ဘူး။ကောင်းကင်ဘုံကနေပေးတဲ့ဖွင့်ပြချက်ဖြစ်ပါတယ်။ သခင်ယေရှုကရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး7အငယ်25မှာညာရှိသောတို့အားဤအရာများကိုထိန်ဝှက်ကွယ်ထား၍သူငယ်တို့အားဖော်ပြတော်မူသည်ဖယားသခင်ကဝိညာဉ်ရေးရာလှုပ်ဝှက်ချက်တွေကို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 တတ်တယ်လို့ထင်တဲ့သူတွေစီကနေဖွက်ထားပါတယ်ဒါပေမဲ့ဖယားသခင်ကိုရိုးရိုးတန်းတန်းရှာပွေတဲ့သူငယ်ကဲ့သို့သောသူတွေကိုတော့ဖွင့်ပြပေးပါတယ် ဒုတိယအချက်ကတော့ကျမ်းစာတိယုံနဲ့မလုံလောက်ပါဘူး။သခင်ယေရှုခေတ်ကဖာရိရှဲတွေကိုကြည့်ပါ။သူတို့ကျမ်းစာအလွတ်ရတယ်၊ဘာသာရေးခန်းနာတွေအကုန်လုပ်တယ်။ဒါပေမဲ့သခင်ယေရှုကသူတို့ကိုသင်တို့ဒီငါစကားကိုနားမလဲ၊ငါတရားကိုမနာနိုင်လို့ပြောခဲ့ပါပိုဆိုရာကသခင်ယေရှုကသူတို့ကိုတင်တို့ဒီတင်တို့အပါကြီးဟုသောမာနမှဆင်းသက်ကြ၏ လို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲသူတို့ဟာကျန်းစာကိုကင်ထားပေမဲ့သူတို့ရဲ့နှလုံးသားထဲမှာလူတက်ခြင်းနဲ့စိတ်မနာလိုတဲ့စိတ်တွေရှိနေလို့ပါပဲ။ရှင်ပေါလုကိုယ်တိုင်လည်းဓမ္မသက်လမ်းမှာသခင်ယေရှုနဲ့မတွေ့ခင်တုန်းကဘုရားသခင်ဘက်မှာစိတ်အားကြီးတော်လဲမှန်သောညံနဲ့မပြည့်စုံခဲ့ပါဘူး။ဒါကြောင့်မြေအကိုတို့ခရိယန်ဖြစ်တာဟာဘာသာရေးပဟုတုတတိုးပွားဖို့တတ်တတ်မဟုတ်ပါဘူး။နှလုံးသားထဲမှာဝိညာဉ်တော်ရဲ့တုန်သင်ခြင်းကိုခံယူဖို့ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့အရေးကြီးဆုံးကတော့ကျွန်တော်တို့ဘယ်လိုသိမြင်နိုင်မလဲ ကောရင်သူဩဝါဒစာပထမစာဆောင်ခန်းကြီး1အငယ်17မှာပြောပါတယ်ဖျားသခင်အကြောင်းအရာကိုဖျားသခင်ဝိညာဉ်တော်မှတပါအဘယ်သူမျှမသိကျွန်တော်တို့ဟာလောကီဝိညာဉ်ကိုခံရကြတာမဟုတ်ပါဘူးဖျားသခင်ပေးသနာတော်မူသောအရာတွေကိုသိဖို့ရန်ဖျားသခင်ထံမှကြွလာတဲ့ဝိညာဉ်တော်ကိုခံရကြပြီးဖြစ်ပါတယ်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုဘလို့တုံသင် ပေးတယ်လေ ကျမ်းစာဖတ်တဲ့အခါမှာနားလည်စေတယ်။ကောင်းကြီးမင်္ဂလာတွေကိုမြင်တတ်စေတယ်။အတိတ်သောပြည်ရှင်တရားအတိုင်းကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာပညာတရားတွေကိုရေးသားပေးတယ်။ဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့ပုဂ္ဂိုလ်ရေးနီးပြဖြစ်ပါတယ်။ ကျွန်တော်တို့တယောက်ချင်းစီရဲ့အခြေအနေအလိုက်လိုအပ်ချက်အလိုက်နေ့စဉ်လမ်းပြတွင်တင်ပေးတယ်တဦးသီးသော ဥပ္ပစေဆရာဖြစ်ပါနေကုန်းချုံနေနဲ့အားပေးခြင်းပါလေခရိယံအတ္တာဆိုတာကိုညံနဲ့ကိုရှောက်လန်းရတဲ့လမ်းခီမဟုတ်ပါဘူးကောရင်သူဩဝါဒစာပထမစာဆောင်ခန်းကြီးနှစ်အငယ်14မှာပြောတယ်လို့ဇာတိပဂတိလူသည်ဖျားသခင်ဝိညာဉ်တော်အရာကို မခံမယူနားမလည်နိုင်ပါဘူး ဒါကြောင့်ကျွန်တော်တို့ဟာကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့အတွေ့အကြုံကိုပေးဖယ်ထားပြီးဝိညာဉ်လူအနေနဲ့ဘုရားသခင်ရဲ့အတန်ကိုနားထောင်ရမှာဖြစ်ပါတယ်။ဘုရားသခင်ကတင့်ကိုအဝေးကနေအမိတ်ပေးနေတဲ့ဘယင်တပားမဟုတ်ပါဘူး။တင့်ရဲ့အထဲမှာနေပြီးတင့်ကိုနေ့စဉ်လမ်းပြတွင်တင်ပေးနေတဲ့ဖခင်တပားဖြစ်ပါတယ်။တင်လောက်ရမှာကတင့်ရဲ့ဝိညာဉ်အာယုံကို ဖွင့်ပြီးကိုတော်တွင်တင်တာကိုနားထောင်ဖို့ပါပဲ။ ဒီအချိန်မှာကျွန်တော်တို့အားလုံးနှလုံးသားကို ဖွင့်ထားကြရအောင်ဒီနေ့ဒီနေရာမှာကျွန်တော်ဖျားချောင်းတက်နေတာကြပြီကျန်းစာတွေလည်းသိတယ်ဒါပေမဲ့ဖျားသခင်ရဲ့အတန်ကိုတကယ်မကြားရဘူးဖျားနဲ့ဝေးကွာနေတယ်လို့ခံစားရတယ်ဆိုတဲ့သူတွေရှိပါသလားဒါမှမဟုတ်ကျွန်တော်ကကိုညံကိုပဲကိုစားပြီးအသက်ရှင်ခဲ့မိတယ်ဆိုတဲ့သူတွေရှိပါသလားအခုချိန်ဟာတင့်ရဲ့ခေါင်းထဲက အတိကနေနှလုံးသားထဲကသိမြင်ခြင်းစီတို့ကူးပြောင်းရမယ်အချိန်ဖြစ်ပါတယ်။ဗရှင်သောဝိညာဉ်တော်ကိုဖိတ်ခေါ်ရအောင်။ဝိညာဉ်တော်ဖရာကျွန်တော်တို့၏မျက်စိကို ဖွင့်ပေးတော်မူပါ။လူဉာဏ်ပညာနဲ့မဟုတ်ပဲကိုရောရဲ့ဖွင့်ပြချက်နဲ့အသက်ရှင်တတ်အောင်တွင်တင်ပေးတော်မူပါလို့ဆုတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောအဖာကိုတော်တီပညာရှိတို့အားဖွတ်ထားပြီးသူငယ်တို့အားဖွင့်ပြတတ်သောဖရာဖြစ်သည်ကိုဝန်ခံပါ၏။ ျွန်တော်တို့ဤမာနများကိုကိုကိုတသည်နားလေသည်ဟုထင်မှတ်ခြင်းကိုချိုးနှိပ်လိုက်ပါ၏တန်ရှင်သောဝိညာဉ်တော်ဖျားဤနေရာရှိ သာသမီတယောက်ချင်းစီကိုကိုရောကိုတိုင်းနိပြအနေဖြင့်လမ်းပြတွင်တင်တော်မူပါနှုတ်ကပတော်ကိုဖတ်ရှုသောအခါ အလင်းရစီပြီးနေ့စဉ်အသက်တာမှာယုံကြည်ခြင်းဖြင့်ရှောက်လန်းတက်အောင်မဆတော်မူပါ သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းဆက်ကပ်ပါ၏အာမင်